အသက်80ကျော်ကိုရာမရှောင်းတော့တဲ့လူယုံမာရီကြောင့်ဒုက္ခရောက်ခဲ့ရတဲ့အဖွားတော်ထွင်းညိုမင်္ဂလာပါပြိတ္တကြီးတို့ရဲ့ခုနောက်ပိုင်းမှာတော့အတ္တမသူတွေများစွာရှိလာပြီးမိအသက်ကြီးရွယ်အိုတွေကိုပါမရှောင်းတဲ့လူတွေကိုတော့ခုမှမြင်ပူကြဖို့ရပါတယ်။အသက်83နှစ်ရှိတဲ့ဒေါထွင်းညိုလို့ခေါ်တဲ့ကျောထောင်နောက်ခံလုံးဝမရှိတဲ့အဖွားကအစော်ကားခံခဲ့ရပါတယ်။မကွေးတိုင်းစလင်းမြို့နယ်စင်ဖြူကျွန်းမြို့ဇေယုံကြီးအနီးဖျားဝင်းမာနေရဲ့အခုပုံတွေကအဖွားဒေါထွင်းညိုကမရိမှုဖြစ်ခဲ့တာတော့၃နှစ်ခန့်ရှိခဲ့ပါပြီ။ အခုလက်ရှိမှာအသက်83နှစ်အရွယ်ရှိနေပြီးအိနေညာကတော့စောင်းတွင်အရန်ကိုခိုက်ခိုက်တောင်းအောင်ချမ်းနေရဲ့အချိန်ကြီးသူ့ဘဝကိုယ်တော်ဒီလိုလှုပ်တဲ့သူရှိလိမ့်မယ်လို့သူမတွေးကြတာကြောင့်အဖေါ်ကလမ်းပေးကညောင်ဝေကြီးအောင်မှာဖျောင်းနိုင်ပြီလေထွန်ပြီးစိတ်ချလက်ချဣနေကြတာဖြစ်ပါတယ်။အခင်ဖြစ်တဲ့နေ့တုန်းကတော့တူတူချချာအိနေညာကြမှာမီးပြက်နေရဖြစ်ပြီးအလူကြီးတစ်ခုမြို့ထဲမှာပြီးနေကြတာချိတ်ချိတ်တဲတဲဖြစ်တာကြောင့်စုညံလို့ကျမတော်သွားကြည့်ခဲ့လိုက်မိပါသေးတယ်။မိုးများတော့မနဲ့ကျမတော်ဖျားသွားတယ်။ ဒါပေမဲ့တစ်ဖက်မှာတော့အဲ့ဒီအချိန်လေးအတွင်းမှာအဖေါ့ကိုဖျက်ဆီးခံခဲ့ရတဲ့အဖြစ်အဆိုတခုဖြစ်ပျက်သွားတာမယုံနိုင်စရာပါပဲ။အဲ့ရနုံနုံချင်းကြတာလူလဲထူပူပြီးလန့်သွားပါ යි ။အဖေါ့အဲ့လိုဖြစ်လို့တဲ့လေ။အဲ့ဒီတရင်ကြပြီးတပတ်နေမှကျမအဖွားစီသွားခဲ့တာဘသူရီများဘလို့လှုပ်ပြီးမလဲနားဆိုရင် နေမကောင်းလို့မထနိုင်ကြလဲပါပါ යි ။တပတ်ပြည့်ရအောင်တရင်ကမထူးလာဘူး။အဲ့ကြမှာကျမအတွေးပေါက်ပြီးအဖွားစီသွားတယ်။ အဖွားခမမျက်ကွင်းကြီးညိုပြီးမျက်လုံးကလည်းတန်ရာဖြစ်နေရမြင်လို့တော်မကောင်းမျက်လုံးကလည်းတန်ရာဖြစ်နေရမြင်လို့တော်မကောင်းနေရဲနေရပဲအဲ့ကနေအဖွားသမီးရဲ့သတင်းကြားလို့လာတာပါလို့ပြီးတော့ငိုပြီးအာကိုတကြီးနဲ့စပြီးတိုင်နေနောက်ဆုံးကျမမေးလိုက်တာကအဖွားလုံးလုံးကြုံကြုံအင်းလေးနဲ့မနေချင်ဘူးလားဆိုတော့ဝမ်းသာအားရနဲ့ပဲတန်းဖြေနေချင်ပါတယ်တဲ့ဒါဆိုအလူကံပြီးအိမ်နာမှာအင်းလေးတလုံးလုံးကြွားစောက်ပြီးမယ်လို့ပြောတော့တကယ်လားသမီးတကယ်ဘောလို့ပြောလိုက်တော့သူပြောသွားတယ် ဘလို့လေးစောက်ပေးရမလဲလို့မေးလိုက်တဲ့အချိန်ရှင်နဲ့ဆုတ်တက်သွားတာပဲအကောင်အလောင်းသွတ်မွတ်သွတ်ကန်နဲ့စောက်ပေးပါဘာလို့လဲအဖွားရေပူတယ်လို့လည်းပြောတော့ရရတယ်တဲ့ပူရင်နေခင်းမဲ့ပူတာအပြင်မှာနေမဲ့တဲ့ညဘက်လုံးလုံးကြုံကြုံနဲ့စိတ်ချလက်ချအိတ်ချင်လို့ပါတဲ့အရန်ကိုတနာကြပါပဲအဲ့လိုနဲ့ကျမပြန်ခဲ့ပြီးအလူခံပေးပါ යි နောက်တော့အင်းလေးစားစောက်တဲ့ဆောင်ကောင်းအောင်စပွဲခုံဖြာအင်းကြီးလုံးကြီးရေချိုးစက်ပြဝဲတော့သူ့မှာတည်းဟာတနခါလေးဝဲခဲ့ပြီးပါ တူကြိုက်တယ်လို့လည်းပြောပါသေးတယ်။နောက်ပြီးဆိုလာမီတက်ပေးနိုင်ခဲ့တယ်။စားဖို့လည်းသုံးလစာဖူလုံသွားတယ်။နောက်ပြီးသူစပြီးအိတ်ကလေးကကျမောင်မျောနေရတဲ့ရောက်တဲ့အချိန်မှာတော့ဗာပြောလဲဆိုတော့ညညောက်သူအိတ်ချိန်တိုင်းဂဲနေလလာထုတယ်တဲ့လေမအိတ်ရဲဘူးတဲ့ကျမပြောလိုက်တယ်စိတ်ချလက်ချအိတ်လို့အထက်ရချက်ကတုံးခုမလို့အကုန်ထိုးပြီးသားအိတ်လို့ပြောခဲ့လိုက်တယ်အသက်ကြီးပြီးတယောက်တည်းနေနေရတဲ့ဘဝကတကယ်ကိုမလုံခြုံပါဘူးဘိုးဘွားရိတ်တာပို့ပေးတဲ့သူရှိပေမဲ့အဘွားကမနေချင်တာကြောင့် ဝိုင်းဝင်းကူညီထောက်ပံ့ပေးနေရပဲဖြစ်ပါတယ်။အဘောက်ကူညီခြင်းတော့မကွေးတိုင်းစလင်းမြို့နယ်စင်ဖြူကျွန်းကျေးရွာမှာတွားရောက်လိုတန်းနိုင်ပါတယ်။အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ တာလို့လာနာပြီးဒုက္ခရောက်ချိန်မှာဆွန့်ခွာသွားတဲ့ဝန်ထမ်းတွေအကြောင်းထုတ်ပြောလာတဲ့အဆိုတော်ဂျင်ညီကြီးရဲ့အမျိုးသမီးမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဦးညီကတော့ဂီတလောကတွေကိုစတင်ဝင်ကလေးကကိုပိုင်တန်စင်တွေကိုသာဘဝတစ်ခုအနေနဲ့ရည်တည်ခဲ့သူတစ်ယောက်ဖြစ်ပြီးကမ္ဘာလောကအတွက်တခြင်းကောင်းတွေအများကြီးရေးအများကြီးဆိုပေးခဲ့သူတစ်ယောက်ဖြစ်ပါအဆိုတော်ဂျင်းနီနီကတော့ပြီးခဲ့တဲ့လပိုင်းကပဲလောကကြီးကနေအပြီးပိုင်းထွက်ခွာသွားခဲ့ပါတယ်။တခြင်းတွေကိုဒီဆိုတဲ့အပြင် ။ဦးညီကတော့ကိုပိုင်ဆွဲနေပြီးမော်ဟင်းကအနှစ်ထုတ်တွေနဲ့ကုံကြောက်လေးတွေကိုလည်းကိုရိုင်းထုတ်ပေါ်ရောက်ကြနေကြရပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဦးညီရှိချိန်မှာအလောက်တူတူလုပ်နေတဲ့ဝန်ထမ်းတွေကတော့လက်ရှိမှာအုပ်စုလိုက်လဆာတိုးတောင်းတဲ့အဖြစ်မပီးရင်ထွက်မယ်ဆိုပြီးအကြက်ကင်တဲ့ဝန်ထမ်းတွေကိုမွေးထားမိလို့နောင်တရမိကြောင်းအခုလိုပြပြလာကြရပဲဖြစ်ပါတယ်။ဦးညီရဲ့ဇနီးဖြစ်သူကတော့အော်လူတွေရဲ့ရုပ်မာလိုက်ကြတာဦးညီရှိခဲ့တဲ့ကလကအပြင် တချင်းဆိုပြီးတိုင်းတပွဲတစ်ခါမုတ်ဖိုးတွေပေးသွားလီယာခေါ်ငါးစီတက်လို့ပင်ပန်းနေအဲအီးဝဲတိုက်မုတ်ဖိုးတောင်းချီပေးတနေ့တကရွှေဝဲပေးအဝိအစားဖက်နှက်အဆုံးစင်ပြီးရဲ့ပကံဝဲနှစ်ခေါက်သွားလီယာရွှေပေါ်မြတ်တင်ထားခဲ့တဲ့အလုသမားတွေကဥညီဟာသူမရှိရင်သူမိမနဲ့ကလေးကိုစောက်ရှောက်မင်းထင်ခဲ့တဲ့အဲအလုသမားတွေကအခုဥညီဆုံးတာတက်လာလေပြီရော အကုံထွက်တော့မယ်တဲ့။အော်လုံရက်လိုက်ကြတာဘာလို့အဲ့လိုထိလုံရက်ရရလဲ။ပုံတွေကိုကြည့်ပါ ဒီလိုရီထားပေးခဲ့တာဖြူဖြူဆိုတဲ့တယောက်ဆိုကို့အောင်အကြောင်းမကြားပဲအဝိစားပုံးနေဆွဲချပြီးဆင်းသွားတာ။အော်ထင်အောင်ထင်မထားဘူးကွယ်။ပြိုလဲနေရဲ့သူတို့ရဲ့အလုပ်ရှင်နေပါ။သူတို့ခင်တွင်နေရဲ့တားလိမျက်နာတော့ထောက်တင်တာမဟုတ်လား။အော်လူတွေရဲ့အစီပြေကြပါစေ။လုံရလိုက်ကြတာဆိုပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားလာခဲ့ရပဲဖြစ်ပါ යි ။ဒါပေမဲ့တချို့ကတော့အလုပ်သမားအလုပ်သမားလိုပဲဆက်ဆံမှာဆိုတဲ့စကားကတော့ရှိုင်းနေ။အမှန်ကတော့အမှန်ပဲ။ အလုတ်သမအလုတ်သမစိတ်ပဲရှိရပါအလုတ်ရှင်နေရာဘလို့မှခန်းစားပြီးတာမှမဟုတ်ဘူးအလုတ်သမရှိလို့လုပ်ငန်းဖြစ်တာမဟုတ်ပါဘူးအလုတ်ရှင်ရှိလို့လုပ်ငန်းဖြစ်နေရပါလို့ပြောကြတယ်လို့တချို့ကတော့ဥညီရှိတော့အလုတ်သမတွေမြဲတယ်ပြောကြတယ်ဥညီမရှိတော့တယောက်တလေမဟုတ်ပဲအကုန်ထွက်ကြတယ်ဆိုတော့အရင်နေ့ကဥညီကအလုတ်သမအလုတ်သမလို့မဆက်ဆံမေးမိသားစုလို့ဆက်ဆံလို့ပဲဖြစ်မေးကိုရိုင်းလည်းအရင်နေ့ကမိသားစုစိတ်မွေးခင်ရင်ဘယ်အလုတ်သမမှထွက်မင်းမထင်ပါဘူး အလုံရှင်အလုံသမားဆိုတာလကပြီးနေုံနဲ့မြဲတာမဟုတ်ပါဘူးကိုရိုင်းပြန်ဆန်းစစ်ပါအခုလောကိုအလုံသမားရဲ့ပုံလေးတင်နေဆိုရဲကငါမှားသွားလားလို့တွေးမိရဲ့လားဗျကျွန်တော်လည်းသိကြနာအမကုတ်ကုတ်ကိုအရင်သုံးသက်တဲ့နေဦးညီမျက်နှာနဲ့များနေခဲ့ကြလားအဲ့လောက်ထီတော့မျက်နှာလွေခဲပြစ်မလုံလောက်ပါဘူးသူတို့တွေကမှားတယ်ဆိုရင်တော့တကောင်မှလူရုပ်ပေါက်မှမဟုတ်တော့ပါဘူးလို့လေဝီဖန်ထောက်ပြနေခဲ့ကြတာပဲဖြစ်ပါ යි ဒါကြောင့်မလို့မဆန်ဒီကတော့ မဟုတ်ပါဘူးသူတို့ကအမျိုးရင်းကြီးတွေလေတမင်အကွက်ကြကြလောက်ကြတာပုံတင်ပေးရဆိုတာကျမတို့ဘလောက်ချစ်ခင်ပေးရဆိုတာပြကြလို့အချစ်ခင်ရလို့အဲ့ပုံစံလေးတွေထွက်နေရလေကျမကအပေါ့ဆိုရဲသူတို့ဘောမကောင်းမှုဆိုဘလို့ဒီရုပ်ထွက်နေမလဲနောက်ပြီးကျမပြေးမှာသူတို့ပုံနေကြီးပဲတည်နေကြပါ အလုသမားဆိုတာဘလောက်ကောင်းအောင်ထတာအဲ့လိုပဲသူတို့စိတ်ဓာတ်တွေကမကောင်းတာအဲ့ဒါကြောင့်လေသူတို့ဘဝတွေအဲ့လိုကျင်လည်နေကြတာအရေးရှိရင်ခေါ်ပြီးအရေးပြုံပြေးကြတာပါပဲ အစ်စ်အမှန်မိတ်ဆွေဟုတ်မဟုတ်ဆိုတာအခုလိုအချိန်မျိုးမှာ ပေါ်လာတာပါကျမတို့မိခင်အရင်ထပ်ပို့ကောင်းပေးထားတာတို့အတိဆုံးမှာတို့ပြောသွားတာအနည်းအဒီပုံတိုင်းဆို ပြန်မထောင်နိုင်တော့ဘူးတဲ့ကျမအမိကိုပြောသွားတာအဲ့ဒါဆိုအလုံးသဘောပေါက်ကြပြီထင်ပါ යි ကျမဦးညီကိုလွှမ်းရင်တလလုံးအလုံးမလုံးတဲ့ရက်မရှိခဲ့ဘူးဒါတို့စိတ်တဲ့အမှလုံးဝလဲကျသွားပြီထင်တာနေမှာပေါ့အမှန်တော့အမှဦးညီကိုအရန်နှမျောအရန်လွှမ်းလို့ငိုရင်းနဲ့အလုံးလုံးနေရော့ ဒါကိုသူတို့အတွက်မကောင်းတော့ဘူးလို့ထင်တာနေမှာပါ မိษွေစင်မဟုတ်သူတွေသွားပါစီအလုတမမရှာပါဘူးသူတို့တွေကိုလိုကောင်းခဲ့တဲ့သူနဲ့ထပ်တွေ့ပါစီလို့သာဆူတောင်းပေးလိုက်ပါလို့ပြောလာခဲ့တာပဲဖြစ်ပါအခုလိုကိုအလုံးရှင်အားငယ်ချိန်မှာမဖီးမားတဲ့အပြင်အုပ်စုလိုက်ထွက်သွားတဲ့ဝန်ထမ်းတွေအပေါ်အမြင်လေးတွေကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်